မြန်မာနိုင်ငံမှာမေလ12ရက်နေ့မှစပြီးလေဆိပ်အခွန်တိုးကောင်းမှဖြစ်ကြောင်းကြေညာထားတာကြောင့်ခီးသွားကဏ္ဍကိုထိခိုက်နိုင်လားဆိုတဲ့အပေါ်ခီးသွားလုပ်ငန်းရှင်တွေကြားထောက်ပြလျက်ရှိနေပါတယ်။လေဆိပ်အခွန်တိုးကောင်းမှုကိုမလုပ်သင့်ကြောင်းလေဆိပ်အခွန်တိုးကောက်ခြင်းကခီးသွားတွေအတွက်စိတ်နှောက်ရှက်ဖြစ်စေကြောင်းခီးသွားလုပ်ငန်းရှင်တို့ကစီရင်နိုင်တဲ့တင်ဌာနကိုပြောပါရစေ။ မှ3လောက်ကျိုးတော့မှာပေါ့ဆိုတော့အစီအစဉ်တော့ကျွန်တော်လေးလက်မှတ်တွေထုတ်ထားရတော့သူကမူလလေးလက်မှတ်မှာတော့10ဒေါ်လာထည့်ပြီးသားပေါ့ဒါပေမဲ့အဲ5ဒေါ်လာဖြစ်သွားပြီမူလလေးလက်မှတ်မှာတော့ဆိုတော့5ဒေါ်လာထည့်ပေါင်းပေါ့နော်ပေါင်းအခါကျတော့ဒီမှာပြရတော့တူတူချင်းအပေါင်းလို့ဆိုတော့ဟိုနိုင်ငံသားပြောပေါ့နော်အဲသူထပ်ပြရတဲ့ဟာပြရတယ်ဒီနေ့မဖြစ်မှုတွေဟိုကုန်ကြေးကြီးလေးဆက်ရှင်တော့ဒါကြီး image နေလည်းမကောင်းပေါ့သက်ဆိုင်ရာက၄စိတ်အခွန်တိုးကောင်းမယ်လို့သတ်မှတ်ထားပေမဲ့လည်းမြန်မာနိုင်ငံရှိအပြည်ပြည်ဆိုင်ရာ၄စိတ်တွေရဲ့ဝန်ဆောင်မှုတွေဟာခီးသွားတဲ့အတွက်စိတ်ကျဉ်တဲ့စေသောဝန်ဆောင်မှုတွေ မပေးနိုင်ပဲဖြစ်နေတာကိုလည်းဖြည့်ရှင်းတင်ကြောင်းခီးသားတွေကထောက်ပြကြပါရယ်အပြည်ပြည်ဆိုင်ရာလေဆိပ်တွေမှာအများဆုံးတန့်စင်ကန်တွေညစ်ပတ်နေခြင်းမိုးရင်းကာလမိုးရိုခြင်းလေဆိပ်အတွင်ပူလောင်ခြင်းဝန်ထမ်းတွေရဲ့ဆက်ဆံရေးတွေညံပြင်းခြင်းအများဆုံးတောက်သောရေတွေမှာတခါသုံးရေခွက်တွေမလုံးလောက်ခြင်းအပါအဝင်တခြားသောကိစ္စရပ်တွေကိုခီးသားတွေကြုံတွေ့နေကြရပါရယ်လေဆိပ်ခွန်တိုးကောက်မယ်ဆိုပါကနိုင်ငံတော်အနေနဲ့ဝန်ဆောင်မှုကိုလည်း policy တစ်ခုချမှတ်ပြီးဆောင်ရွက်ပေးတင်ကြောင်းပြည်သူ့ရှေ့ဆောင်ပါတီ PPP မှအထွေထွေအတွင်းရေးမှုဦးမျိုးဆက်သွေးကစီရင်နိုင်တဲ့ဌာနကိုပြောပါရယ် 人家嘛，可可高级专业，你可到位得多。在从男这边，就像你两个工人做哪一个工，他们也不再毕业嘛啦。他毕业本来也是做那个嘛，他也没四年呢，要毕业嘛，他也没四年，我讲，他大学毕业了就跟他差不多。一个嘛，我这个都，这样子啊，基本上绝大部分是，基本上都是读，呃，读了书不读。 我真讲没累，过咯，哎，但大你以前俺上人家没没得买。以上没了，那俺在那个老，上边边那大个红房子啊，好，都狗多的，不止啊嘛，放的边上没些啊嘛，喏，啊咯，俺土狗嘛的，俺农村那毛毛没那个，跟人家那种红房子边些啊，喏，跑走那就是咯。 ဒီကောင်ကတော့ပိုတော့ကောင်းမှာပေါ့2025မေလ12ရက်နေ့မှစပြီးခီးသွားဝင်ဆောင်က PSC အနေနဲ့နိုင်ငံတကာထွက်ခွာမှုအတွက်25ဒေါ်လာပြည်တွင်းထွက်ခွာမှုမှာ1000ကျပ်အထိထိန်းညှိပေးမှာဖြစ်တယ်လို့ရန်ကုန်ပြည်ပဆိုင်ရာလေးစိတ်မှထုတ်ပြန်ခဲ့ပါတယ်ရန်ကုန်လေးစိတ်ဝင်ဆောင်မှုဟာပြီးခဲ့တဲ့တနစ်တာကာလအတွင်းပြည်တွင်းခရီးတွေအတွက်ရခင်ကကျပ်3000ဝန်းကျင်သာရှိခဲ့ရမှာယခုအခါမှာတော့ကျပ်1000ကျပ်တိုးကောက်လိုက်တာကြောင့်90နီးပါးတိုးမြင့်သွားကြောင်းသိရပါတယ်